သတင်းပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့သတင်းချန်နယ်မှာဒီကနေ့ April 2ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်သတင်းတင်ဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြစ်တာရက်ခံအပ်ပါရခင်ဗျာပထမဦးဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မိတ္တီလာတက်နယ်မှာငလင်ကြောင့်စစ်တပ်ဘက်မှ20ကျော်တေဆုံးခဲ့ပြီးအမတ်တက်တမတော်အကြီးစားဆက်ယုံမှလည်းတေဆုံးမှုများပြားဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မန္တလေးတိုင်းမိတိလာတက်နေမှာငလင်ကြောင့်စစ်တပ်ဘက်မှ20ကျော်တေဆုံးခဲ့ပြီးအမှတ်1တက်မတော်အကြီးစားဆက်ယုံမှာလဲတေဆုံးမှုများပြားကြောင်းမိတိလာတက်နေမှာရှိတဲ့တက်အတိုင်းဝိုင်းထံမှသိရှိရပါတယ်မတ်လ28ရက်နေ့မွန်လွဲပိုင်းမှာလှုပ်ခတ်ခဲ့တဲ့ငလင်ကြောင့်အမှတ်ကိုကိုချင်းမြန်တက်မဌာနချုပ်မှာလက်အောက်ခံတရင်များမှတာဝန်ရှိသူများအပါအဝင်တက်နေဆိုင်ရန်အစီအွေကျင်းပနေခြင်းဖြစ်ပြီးအစီအွေခန်းမဆောင်ပြိုကျမှုကြောင့်တေဆုံးမှုများရှိခဲ့ကြောင်းသိရှိရပါတယ်လေတီရှစ်တက်အရာရှိတွေနဲ့တက်ဖွဲ့ဝင်တွေတေဆုံးမှုရှိတယ်အရေးအတွက်တော့အတိအကျမသိရဘူး တည်ဆုံးမှုကတော့ရှိပါတယ်အစီအဝေးခမ်းမဆောင်တွေပြိုကျကုန်တာလို့တက်တိုင်းဝိုင်းကဆိုပါတယ်ဒါအပြင်မိထီလာအခြေဆိုင်အမတ်တက်မတော်အကြီးစားဆက်ယုံတက္ကဆတက်မှလဲငလင်တန်ကြောင့်ဆက်ယုံအဆောက်အုံများပြိုကျခဲ့ပြီးတည်ဆုံးမှုများရှိခဲ့ကြောင်းတက္ကဆတက်ဟာစစ်သုံးကတန်ချက်ကရင်များကိုအတိကထားထုတ်လုပ်နေတဲ့ဆက်ယုံတစ်ခုဖြစ်ကြောင်းသိရှိရပါတယ်တက္ကဆတက်မှလဲတည်ဆုံးမှုတွေတော့ရှိတယ်ဒါပေမဲ့တရင်ကဖုံးထားတော့အတိအကျဘလောက်ဆိုတာမျိုးမသိရဘူးအပြက်အစည်းတွေလည်းအများကြီးတယ်တေဆုံးမှုလည်းရှိတယ်လို့တက်အတိုင်းဝိုင်းကပြောဆိုပါရယ် နေပြည်တော်ဇေယျသီရိမြို့နယ်မှာရှိတဲ့စစ်ရုံးနဲ့လက်ရုံးတပ်တွေမှာလည်းအဆောက်အုံများစွာပြိုကျခဲ့တဲ့အတွက်တိုက်စုံမှုများစွာရှိခဲ့ပြီးအ ਨੇ စုံအရာရှိနဲ့စစ်သားတရာကျော်ဝင်းကျင်တိုက်စုံနိုင်ကြောင်းတက်တဲ့ရင်အရင်းမြစ်များရဲ့အဆိုအရသိရှိရပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ရန်ကုန်တိုင်းမြို့နယ်အတွင်းမှာလုံခြုံရေးနဲ့အကြမ်းဖက်မှုနှိမ်နှင်းရေးအဖွဲ့လုံချမ်းများဖွဲ့စည်းရန်ညွှန်ကြားတလငွေကျပ်နှစ်သိန်းနဲ့ရိတ်ခအပြစ်ပေးမယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရန်ကုန်တိုင်းမြို့နယ်အတွင်းမှာ လုံချုံရင်းနဲ့အကျန်းဖတ်မှုနှိမ်နှင်းရေးလုံချမ်းများဖွဲ့စည်းရညွှန်ကြားထားပြီးလစာအဖြစ်တူအုပ်ကိုတလငွေကျပ်2သိန်းပေးမိဖြစ်ကြောင်းရန်ကုန်တိုင်းစစ်ကောင်စီကမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကိုညွှန်ကြားချက်ထုတ်ပြန်လိုက်ပါတယ်စစ်ကောင်စီကပြည်သူစစ်နဲ့ပြည်သူလုံချုံရင်းအဖွဲ့များဖွဲ့စည်းထားရှိပြီးဖြစ်တော်လဲလုံချမ်းအဖွဲ့များကိုထပ်မံဖွဲ့စည်းရညွှန်ကြားလာခြင်းဖြစ်ပြီးရင်းအဖွဲ့များဟာအထူးအဖြစ်မြို့နယ်တွေရဲ့လုံချုံရေးကိုစစ်တပ်ရဲတွေနဲ့အတူပူးပေါင်းတာဝန်ထမ်းဆောင်ရမည်ဖြစ်ကြောင်းတမျိုးနယ်ကိုလုံချမ်းအဖွဲ့ဝင်90ဦးနဲ့ဖွဲ့စည်းမှာဖြစ်ကြောင်းသိရှိရပါတယ် မြို့နယ်တိုင်းမှာလုံချမ်းအပွဲတွေဖွဲ့စည်းရမှာဖြစ်ပြီးတော့တမျိုးနယ်မှာအပွဲဝင်90ဦးနဲ့ဖွဲ့စည်းမယ်။ပါဝင်မဲ့အမိစရင်တဦးချင်းစီရဲ့ကိုရီးအချက်လက်အပြည့်စုံကိုလုံးပေါ်ပုံရှစ်ဝဲရသုံးပတ်မြင်တပ်ပုံတွေတောင်းထားပါတယ်။အသက်ကတော့18ကနေအသက်65အထိမြည်သူမဆိုပါဝင်လို့ရတယ်။လစာကတော့တလောက်ကိုတဦးနှစ်သိန်းလုံးနဲ့ရိတ်ခါအပြည့်ထောက်ပံ့မယ်လို့သိရတယ်လို့မြို့နယ်အထွေထွေအုပ်ချုပ်ရေးနဲ့တိုက်ရိုက်ဆက်ဆက်နေတဲ့သတင်းရင်းမြစ်ကပြောဆိုပါတယ်။လုံချမ်းအပွဲဝင်တွေဟာမြို့ပြလုံချုံရေးကိုအထူးဦးစားပေးရဆောင်ရွက်ရမှာဖြစ်တဲ့အတွက် အသက်18နှစ်မှအသက်35နှစ်အတွင်းလူငယ်များအနေနဲ့လုံခြံအဖွဲ့မှတာဝန်ထမ်းဆောင်ပါကစစ်မှုထမ်းတာဝန်များမှလည်းရွှေ့ဆိုင်ခွင့်ရရှိမည်ဖြစ်ကြောင်းသိရှိရပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့နေပြည်တော်မြမမိရထားအိမ်ရန်များငလင်တန်ကြောက်ပြိုကျပျက်စီးပြီးနန်းစီဒီယမ်ဝန်ထမ်းနဲ့မိသားစု1600ကျော်ကယ်သူမဲ့နေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နေပြည်တော်မြမမိရထားအိမ်ရန်များငလင်တန်ကြောက်ပြိုကျပျက်စီးပြီးနမ်စီရီယန်ဝန်တန်းနဲ့မိသားစု1600ကျော်ကုကဲသူမဲ့နေကြောင်းမြမမိရထားယုံချုံမှဝန်တန်းများကပြောဆိုပါရယ် မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလင်းကြောင့်နေပြည်တော်မှာရှိတဲ့မြမမိရထားယုံကျုပ်ဝန်တန်းအိမ်ရများအနက်မှလေးဒက်တိုက်အမှုတန်းအိမ်ရ25လုံးအရာတန်းအိမ်ရ18လုံးမှာပျက်စီးခြင်းပြိုကျခြင်းနဲ့အကွဲခြင်းတွေကြောင့်လူနေထိုင်ရေးမရတော့ကြောင်းထို့ကြောင့်စစ်ကောင်စီကဝန်ထမ်းများနဲ့မိသားစုတွေကိုနေပြည်တော်ပုပ်ပတ်တီရီမြို့နယ်မှာရှိတဲ့နေပြည်တော်ပူတာကြီးအမှတ်1ပလက်ဖောင်းနဲ့ကုန်းလန်းပို့ဆောင်ရေးဝန်ထမ်းမှာယာယီနေထိုင်ရန်နေရာချပေးထားကြောင်းတို့ရတွင်မြည်သည့်အကူအညီမှမပေးဘဲတောက်တုံးရေးစားနပ်ရိက္ခာနဲ့အမိုးကာမြအကူအညီလိုအပ်နေကြောင်းသိရှိရပါတယ် ဘယ်သူမှလည်းလာမကြည့်ကြဘူးရေတောင်တပူး2000နဲ့ဝယ်တောက်နေရတယ်ငလင်ကြောင့်မြမမိရထားဝန်တန်းနဲ့မိသားစုဝင်12ဦးတေဆုံးပါတယ်14ဦးကတော့ပြင်းထန်တန်ရရတယ်ကျွန်တော်တို့ကဘယ်သူမှလည်းလာမကြည့်ဘူးတောက်ရည်မရှိလို့တောက်ရည်20လီတာတပူးကို2000နဲ့ဝယ်တောက်နေရတယ်လို့မြမမိရထားဝန်တန်းတဦးကဆိုပါတယ်လက်တလုံးနေပြည်တော်မှာရှိတဲ့ဝန်ထမ်းအိမ်ရာများအားလုံးမှာပြိုကျပျက်စီးသွားတဲ့အတွက်ဝန်ထမ်းများအားလုံးကလမ်းမော်ရင်းသာအိတ်ဆက်နေထိုင်နေရကြောင်း ဇဝနေရေးအတွက်စစ်ကောင်စီထံမှထိရောက်တဲ့အကူအညီဘာမှမရကြောင်းနေပြည်တော်မှဝန်ထမ်းများကပြောဆိုပါရယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့နောင်ချိုမှာကြိုတင်အကြောင်းကြားထားခြင်းမရှိ၍တရုတ်ချက်ချင်းဤအသင်းရဲ့ကုညီရေးရင်တန်းကိုစစ်တပ်ကပြစ်ခတ်ထားဆီးခဲ့ဟုအကြံဖက်ဇော်မင်းထွန်းဝန်ခန်းဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့နယ်မှာတရုတ်ချက်ချင်းဤအသင်းရဲ့ကုညီရေးရင်တန်းကိုကြိုတင်သတင်းပေးပို့ထားခြင်းမရှိ၍စစ်တပ်ကပြစ်ခတ်ထားဆီးခဲ့ကြောင်းစစ်ကောင်စီပြောခွင့်ရအကြံဖက်ဇော်မင်းထွန်းကဝန်ခံပြောဆိုလိုက်ပါရယ်။ စစ်ကောင်စီရဲ့ဝါဒဖြန့် Telegram Channel မြန်မာတဆင့်တရုတ်ကြက်ချင်ဒီအသိရဲ့ရင်တန်းပြစ်ခတ်ခံရမှုနဲ့ပတ်သက်ပြီးအကြမ်းဖက်ဇော်မင်းထွန်းကအဲ့ဒီလိုရှင်းလင်းချက်ထုတ်ပြန်လာခြင်းဖြစ်ပါတယ်။ယမန်နေ့ April 1ရက်နေ့ညနေ9:30မိနစ်အချိန်နောင်ချိုမြို့နယ်အုံမတီကြီးရွာအနီးကိုရောက်ရှိလာတဲ့တရုတ်ကြက်ချင်ဒီအသိရဲ့ကိုကြီးကယ်ဆေးရင်တန်းကိုပြစ်ခတ်တားဆီးခဲ့ကြောင်းအဆိုပါရင်တန်းဟာဝင်ရောက်မိကိုကြိုတင်အကြောင်းကြားတာချင်းမရှိကြောင်း၎င်းကဆိုပါတယ်။အခုဖြစ်ခဲ့တဲ့အဖွဲအနေနဲ့မြန်မာနိုင်ငံကိုရောတပ်ဆိုင်ရာစစ်တပ်ညုံကိုရောအကြောင်းကြားတာချင်းမရှိဘူးဆိုတာပထမဦးစွာသိရပါတယ်။ ဖြစ်စဉ်အနေနဲ့ကတော့ဖြစ်တဲ့နေရာကနောင်ချုံမြို့နယ်အုံမတီးရွာအနီးမှာဖြစ်ခဲ့တာဖြစ်တယ်။အဲ့ဒီနေရာမှာလဲတက်မတော်နဲ့ TNL တို့အကြတိုက်ပွဲတွေဖြစ်ပွားနေတာကိုကျွန်တော်တို့အားလုံးသတင်းများသိရှိနိုင်ပါတယ်။ဖြစ်စဉ်မှာဧပြီ၁ရက်နေ့ည9:00နာရီခွဲလောက်ကနောင်ချိုဘက်ကနေပြီးရင်တန်း6စီလောက်ပါတယ်လို့ပြောတယ်။အုံမတီးကျေးရွာနားမှာကျွန်တော်တို့တက်မတော်လုံချုံရင်အဖွဲရှိတယ်။တက်မတော်လုံချုံရင်အဖွဲအနေနဲ့ဒီရင်တန်းကိုတွေ့တဲ့အခါတားဆီးပါတယ်။တားဆီးလို့မရတဲ့အခါမှာမီတာ၁၀၀အကွာလောက်ကလေးကမီးထိုးပြီးတော့တားဆီးတယ် မီတာ100လောက်မှာတော့မိုးပေါ်ထောင်ပြီးတနက်3ချက်ပစ်ဖောက်ခဲ့တယ်လို့သိရတယ်။ဒါနဲ့နောင်ချိုဘက်ကိုပြန်သွားတယ်လို့အကြံဖြင့်သိရတယ်။ကားတွေကမြန်မာနိုင်ငံနဘတ်တွေရဲ့ကားတွေပဲဖြစ်တယ်လို့အကြံဖက်စွန်မင်းထွန်းကဝန်ခံပါတယ်။ TNL ရဲ့သတင်းထုတ်ပြန်ချက်မှာတော့စစ်ကောင်စီကိုကြိုတင်သတင်းပေးပို့ထားပေမဲ့လည်းတရုတ်ချက်ချီနီရဲ့ငလင်ဘေးတင်ပြည်သူတွေထောက်ပံ့ရေးကားကိုစီကိုစစ်တပ်ကနောင်ချိုမြို့နယ်မှာပစ်ခတ်ခဲ့ကြောင်းသိရှိရပါတယ်။ယမန်နေ့ဧပြီလ1ရက်နေ့ည9:27မိနစ်အချိန်မှာတရုတ်နိုင်ငံကြက်ချီနီအသင်းကမြန်မာနိုင်ငံငလင်ဘေးတင်ပြည်သူတွေအတွက် ထောက်ပံ့ရေးပစ္စည်းတွေကိုတည်ဆောင်လာခဲ့တဲ့ရင်တန်းကိုစီကိုစစ်ကောင်စီတပ်ကစစ်လက်တနက်ဖြင့်ပစ်ခတ်ခဲ့ကြောင်းအဆိုပါရင်တန်းမှာမန္တလေးမြို့ကိုခရီးဆက်ရမှာနောင်ချိုမြို့နယ်အုံမတီကျေးရွာမှာစစ်ကောင်စီတပ်ရဲ့အသင့်ဆောင်ဆိုင်ပစ်ခတ်ခြင်းကိုခံခဲ့ရကြောင်းသိရှိရပါတယ်။တရုတ်ကျက်ချီနီအသင်းရဲ့အကူအညီပေးရင်တန်းဟာမန္တလေးမြို့ကိုခရီးဆက်သွားမှာဖြစ်ကြောင်းလဲစစ်ကောင်စီတန်းတရင်ပေးပို့ခဲ့ပြီးဖြစ်ပေမဲ့ယခုကဲတော့လမ်းခရီးတွင်ပစ်ခတ်ခံရပြီးနောင်ချိုမြို့ကိုပြန်လည်ဆုတ်ခွာလာရကြောင်းသိရှိရပါတယ်။ တရုတ်နိုင်ငံကြက်ချီနီအသင်းရဲ့မြန်မာနိုင်ငံငလင်းဘေးတင်ပြည်သူများအတွက်ထောက်ပံ့ရေးပစ္စည်းများတည်ဆောင်လာတဲ့ရင်တန်းကို TNL ကကာကွယ်စောင့်ရှောက်ပေးထားပြီး၎င်းတို့လူရခီးကိုဆက်လက်ပို့ဆောင်သွားမယ်လို့ TNL ကထုတ်ပြန်ကြေညာပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ငလင်ကြောင့်တည်ဆုံးသူ2886ဦးရှိလာပြီးအလောင်းများထုတ်ယူရမှာပုတ်ပွားနေတဲ့အတွက်ထုတ်ယူရန်ခက်ခဲ။သခိုင်းနဲ့မန္တလေးမြို့ပျိုကျအဆောက်အအုံများတွင်အပုပ်နှံများလှိုင်းနေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မြန်မာနိုင်ငံအလဲပိုင်းမှာမတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလင်ကြောင့်တေဆုံးသူ2886ဦးထိရှိလာပြီဖြစ်ကြောင်းအကြမ်းဖက်စစ်ကောင်စီကသတင်းထုတ်ပြန်ပါတယ်။ယနေ့နေ့နဲ့8နာရီအချိန်မှာငလင်တန်ကြောင့်တေဆုံးသူ2886ဦးဒဏ်ရာရရှိသူ4639ဦးနဲ့ပျောက်ဆုံးသူ383ဦးရှိကြောင်းသိရှိရပါတယ်။လက်တလောကေဇေးရေးအဖွဲ့များကငလင်တန်တဲ့သခိုင်းနဲ့မန္တလေးမှာအဆောက်အအုံများကိုဖယ်ရှားရှင်းနေရမှာ အလောင်းများမှာပုတ်ပွားနေပြီးရှင်းလင်းရန်ခက်ခဲလာကြောင်းကုညီကေစေးလို့သူများကလူမှုကွန်ရက်မှာတဆင့် သတင်းထုတ်ပြန်ပါတယ်။အလောင်းတွေကပုတ်ပွားနေတော့ဆွဲထုတ်တာမှာအပိုင်းပိုင်းတွေပြက်ကုန်တယ်။တလောင်းထုတ်ပြီးလက်အိတ်တွေလဲရတဲ့အနံ့တွေကလည်းအရန်ဆိုးတယ်။အလောင်းအိတ်နဲ့လက်အိတ်တွေလိုပါတယ်လို့သခိုင်းမျိုးပေါ်မှာကုညီကေစေးလုတ်ကင်နေသူတို့ကလူမှုကွန်ရက်မှာရေးသားထားပါတယ်။မန္တလေးမှာဒေသပြည်သူတို့ကတော့ဖယ်ရှားခြင်းမရှိသေးတဲ့ပြူကျနေတဲ့အဆောက်အအုံအနီးမှာဖျက်တမ်းသွားလာပါကအပုပ်နဲ့များရနေကြောင်း အချိန်မီရှင်းနေခြင်းမရှိရင်ရေရှည်မှာကျန်းမာရေးပြဿနာများကြုံတွေ့နိုင်ရကြောင်းသုံးသပ်ပြောဆိုကြပါတယ်။ပြိုနေတဲ့အဆောက်အုံတွေနားမှာတော့ဖျက်သွားရင်အပုပ်နိုင်ရတယ်။အလောင်းတွေအောက်မှာရှိနေတယ်ထင်တယ်လို့မန္တလေးသားတအူးကဆိုပါတယ်။လက်တလောမှာမန္တလေးနဲ့စကိုင်းမှာအိမ်ပိုင်ရှင်များမှာငလင်ကြောက်မိမိတို့ရဲ့ပြိုကျပျက်စီးသွားတဲ့နေအိမ်နဲ့တိုက်တာတွေကိုရှင်းလင်းရေးလှုပ်လို့ပေးမယ်လဲ။မြေကော်ဆက်ဘက်ဖိုးငါးကအလွန်ဈေးကြီးမြင့်နေတဲ့အတွက်ရှင်းလင်းရေးလှုပ်ရန်မတက်နိုင်ကြကြောင်းသိရှိရပါတယ်။ နောက်တက်တင်ဆက်ပေးမယ့်တရင်ကတော့မန္တလေးနဲ့စကိုင်းမှာနောက်ဆက်တွဲငလင်စိုးရင်၍ပြည်သူများလမ်းပေါ်ထွက်အိတ်စဉ်တခိုးနဲ့ဓမြတိုက်မှုများစိုးရင်နေရပြီးအိမ်အများအပြားတခိုးအခိုးခံနေရစစ်တပ်ရဲနဲ့ပြူစောတိများပျောက်ချင်းမလားပျောက်နေဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။မန္တလေးမှာနောက်ဆက်တွဲငလင်ဘေးစိုးရင်ရတဲ့အတွက်ပြည်သူတွေလမ်းပေါ်ထွက်အိတ်စဉ်မှာတခိုးနဲ့ဓမြတိုက်မှုများစိုးရင်နေရပြီးနေအိမ်အများအပြားမှာတခိုးခိုးခံနေရကြောင်းမန္တလေးနဲ့စကိုင်းတို့တွင်ကုညီကေစရေးလုံနေသူများကပြောဆိုပါရယ်။ ယမန်နေ့ဧပြီလ2ရက်နေ့ညပိုင်းကမန္တလေးမြို့38လမ်းနဲ့42လမ်းကြား89လမ်းပေါ်မှာမျက်နှာဖုံးဆွတ်ထားတဲ့ဓားကင်လူ9ဦးကတွာလာလှုပ်ရှားနေတဲ့အတွက်ပြည်သူများစုဝေးကရင်းလူ9ဦးကိုလိုက်လံရှာဖွေခဲ့ရကြောင်းဒါ့အပြင်ငလင်လှုပ်ခတ်၍ပြိုကျပျက်စီးနေတဲ့နေအိမ်များပျက်စီးမှုမရှိပေမဲ့နောက်ဆက်တွဲငလင်ဆိုးရင်၍လမ်းပေါ်ထွက်အိတ်ချိန်တခိုးခိုးခံရမှုများရှိနေကြောင်းသိရှိရပါတယ်မန္တလေးမှာငလင်လှုပ်ပြီးနောက်ပိုင်းအိမ်တွေအဖောက်ခံရတယ်လူသူပြတ်တဲ့လမ်းကျိုးလမ်းကြားများမှာဓားထောက်ဓားတိုက်တာလူရက်တာတွေအရန်ကိုပေါ်လာတယ် တနေ့ကလည်း38လမ်း42လမ်းကြားမှာရှိတဲ့86လမ်းမပေါ်မှာမျက်နှာဖုံးစွန့်တဲ့လူတွေလူ9ဦးပြီးရင်ဓာတ်တွေကိုစီလွှဲထားလို့အဲ့ဒါလိုက်ရသေးတယ်လို့မန္တလေးဒေသပြည်သူတို့ကလူမှုကွန်ရက်မှာတစင်ပြောဆိုထားပါဗျ။မန္တလေးနဲ့စကိုင်းမှာလျှက်စစ်မီပြတ်တောက်နေပြီးရင်းကြောင့်ညာဘက်မှာစကိုင်းနဲ့မန္တလေးမြို့တစ်ခုလုံးမှောင်မိုက်နေကြောင်းရင်းအခြေအနေကိုအခွင့်ကောင်းယူကတခိုးနဲ့လူစုများကလှုပ်ရှားဓမြတိုက်ခိုးယူမှုများကျူးလွန်နေခြင်းဖြစ်ကြောင်းသိရှိရပါတယ်။စကိုင်းဇေယျကွက်တဲ့ဘက်မှာညာတိုင်းတခိုးကတ်တယ် အဲ့ဒီတော့ရက်ရွာကလူငယ်တွေစုစည်းပြီးကိုယ့်အိမ်လုံခြုံရေးကိုယ့်ရက်ရွာလုံခြုံရေးအဲ့ဒီလိုမျိုးပြန်ပြီးလုံခြုံရေးယူရတယ်ဘသူမှလည်းလာမလုပ်ပေးဘူးတက်နဲ့ရဲလဲညဘက်ကင်းလှဲ့တာဘာညာမရှိပါဘူးတမျိုးလုံးကညဆိုရင်မှောင်နဲ့မဲမဲပဲလို့ဇေယျကွက်တဲ့မှကိုကြီးကယ်စေးလောက်ဆောင်နေသူအဝေးတင်တက္ကသိုလ်ကျောင်းသားလူငယ်တဦးကရှင်းပြပါတယ်မတ်လ28ရက်နေ့မွန်လွယ်ပိုင်းလှုပ်ခတ်ခဲ့တဲ့ငလင်ကြောင့်မန္တလေးနဲ့စကိုင်းမြို့ကြီးတွေမှာမြို့ပြက်ကြီးကဲ့သို့ဖြစ်နေပြီးအပုပ်နံများမှာယခုရက်ပိုင်းပို၍နံလာကြောင်း စစ်ကောင်စီကလည်းရန်ဖန်ရန်ခလုံခြုံရေးတွာလာမှုများရှိနေပေမဲ့ညပိုင်းအချိန်များတွင်တော့လမ်းပေါ်တွင်လုံးဝမတွေ့ရကြောင်းဒေသပြည်သူများကပြောဆိုပါတယ်။အရင်ဆိုဟန်ရေးပြလမ်းတလားနေတဲ့စစ်သားနဲ့ရဲပြည်သူစစ်တွေညပိုင်းဆိုတဦးမှမတွေ့ရတော့ဘူး။ပြည်သူကတော့ကိုယ်လုံခြုံရေးကိုယူရတာပဲလို့မန္တလေးမြို့မဟာအောင်မြင်မြို့နယ်စွန်းလောင်အတင်းအဖွဲ့ဝင်တဦးကတုံးသက်ပြောဆိုပါတယ်။အဲ့ဒီနောက်ငလင်ဘေးနဲ့ကြုံနေရပေမဲ့လေကြံပွဲဆက်လုပ်မယ်လို့စစ်ကောင်စီကြေညာဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ထောင်နဲ့ချီတဲ့လူများတိတ်ဆုံးခဲ့ရတဲ့မြင်းငလင်ဘေးဒုက္ခနဲ့ကြုံနေရပေမဲ့စီစဉ်ထားတဲ့တကြံပွဲကိုဖျက်သိမ်းမီမဟုတ်ပဲဆက်လက်ကျင်းပမယ်လို့စစ်ကောင်စီကယနေ့ည April 1ရက်နေ့ကထုတ်ပြန်လိုက်ပါတယ်။စစ်တပ်ဘက်ရင်းတဲ့တရင်ဌာနများကိုပေးပို့တဲ့စစ်ကောင်စီရဲ့ထုတ်ပြန်ချက်မှာတနိုင်ငံလုံးဝန်းနေကြေကွဲနေရတဲ့ကာလဖြစ်တဲ့အတွက်ကြောင့်တကြံပွဲကိုအပျော်ပါမပါတဲ့ရိုးရာပွဲဖြစ်ကျင်းပမယ်လို့ရည်သားထားပါတယ်။ စစ်ကောင်စီက၎င်းတို့ရုံးဆိုင်ရာနေပြည်တော်မှာတကြံပွဲမန်တက်များဆက်ဆောင်နေတယ်လို့လဲဒေတာခန့်တို့ကဆိုပါတယ်။မင်းညားကအထိညပိုင်း9နာရီလောက်ထိမီထွန်းပြည်တော်ကိုစောင့်နေတာ။ငလင်ကေစရေးကတော့အဲ့လောက်မလုတ်ကြဘူးလို့နေပြည်တော်မြို့ခံတအုပ်ကပြောပါတယ်။နေပြည်တော်ပြည်မနာတောင်ညိုလမ်းမကြီးပေါ်မှာနေပြည်တော်ကောင်စီမြို့တော်ဝန်မန်တက်အပါအဝင်မန်တက်၄ခုခန့်စောင့်လုပ်နေပါတယ်။ရခင်နှစ်ကထက်မန်တက်အရေးအတွက်နေပါတယ်လို့လဲ၎င်းကဆိုပါတယ်။နေပြည်တော်ဟာမတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်ကိုအပြင်းထန်ခံစားခဲ့ရတဲ့ဒေတာများအနက်တစ်ခုဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ဧပြီလ၁ရက်နေ့နနက်ပိုင်းစည်းရင်းများအရမြင်းကလင်းကျောက်လူပေါင်း2800ကျော်တေဆုံးပြီး4500ကျော်ဒဏ်ရာရရှိခဲ့ပါတယ်။440ကျော်ကတော့ပျောက်ဆုံးလျက်ရှိတယ်လို့ဆိုပါတယ်။အပြက်စီးများအောက်မှာပိတ်မိနေသူတွေဆက်ရှိနေပြီးတေဆုံးသူအရေအတွက်ဆက်လက်တိုးလာနိုင်ပါတယ်။အခြားတစ်ဖက်မှာလည်းစစ်ကောင်စီကိုစန့်ကျင်နေကြတဲ့ကိုကန့်တက် MNDAA နဲ့တအောင်းတက် TNL အပါအဝင်လူမျိုးစုလက်နက်ကင်တက်များကတော့ငလင်တန်သစ်ပြည်သူတွေကိုစာနာသောအဖြစ်လွတ်မြောက်နေမည်များမှာကြံပွဲအခမ်းအနားများပြုလုပ်တော့မည်မဟုတ်ကြောင်းကြေညာထားပါတယ်။ တကြံဖြတ်သိမ်းကြောင်ကြီးညာသူများထဲမှာရန်ကုန်အခြေစိုက်ထိုင်းတန်ရုံနဲ့ကိုကန့်တက် MNDAA ရဲ့မဟာမိတ်မိုင်းလာတက် NDA တို့လည်းပါဝင်ပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။အခုလိုဆုံးထိနားဆင်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်။နောက်ထပ်ပြည်ရင်းပြပသတင်းတော်လိုင်းရဲ့ဘတ်တော်သားများရဲ့သတင်းများနဲ့အတူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ။လန်းချမ်းမြေ့ကြပါစေခင်ဗျာ။